ချန်ပီယံလိဂ်ပြည်ကိုအင်ခေါ်ပြီးအလန်ဆာဖရီကစ်တွေနဲ့ခံခံနာနာအနိုင်ယူပြလိုက်တဲ့တော်ဝင်ကန်နာများပရိသတ်များလုံးဝမိန်တော်များသူမရောအိုက်ဘတ်ကိုရှေကိုအင်ချန်ကနေပြန်လဲကြိုးလိုက်ပါရင်ရှိသေးလားရီယယ်ကိုနိုင်ချင်းဟွန်နရီနဲ့ဗီယရာကိုပြန်ခေါ်မရမယ်ဆိုတဲ့သူတွေပေါဝင်ဆန်းပြတဲ့တော်ဝင်ကန်နာတွေကတော့ချန်ပီယံလိဂ်ပြည်ကြီးကိုအင်ခေါ်ပြီးအချမ်းဖန်မလုပ်ပဲအမှန်ကန်ဖြုတ်ပြလိုက်ပြီးဖြစ်ပါရင်ချန်ပီယံလိဂ်ဘလားကိုအနံ့အောင်မရှိဘူးပြင်ချန်ပီယံလိဂ်ပြည်ကြီးကိုတော့ဘလို့အနိုင်ကန်ရမလဲဆိုတာသိထားတဲ့ကန်နာတို့ဟာစကောနဲ့အကြာမှာလဲထပ်မံအနိုင်ယူပြခဲ့တာဖြစ်ပါရင် ပြည်ထဲမှာစီတိုလင်ဖြစ်ဖို့တည်ကြရတဲ့ဂန်နာတို့ဟာချန်ပီယံလိကိုအာယုံဆိုင်မယ်ဆိုပြီးပြောတဲ့အချိန်တုန်းကလောင်ခဲ့တဲ့သူတွေရှိပေမဲ့အခုတော့ဒီဘဲတွေလည်းဘဲချောင်းမှာဝင်ပုံးနေလည်းမသိအောင်ကြက်ပြောက်ကက်ပြောက်ပြောက်ကုန်ပြီဖြစ်ပါတယ် အာမချောင်မှုနယ်မြေမှုစင်ကြီးမပေးဘူးဆိုတဲ့ကဏ္ဍတို့ဟာပြမအကြောင်းမာရင်ကိုပြန့်သွင်းနိုင်ကြတာကြောင့်နောက်နှစ်ဆင့်ကိုတက်ရောက်ဖို့ကတေချာသွားခဲ့ပြီဖြစ်ပါရင်ဒုတိယအကြောင်းဘာနေပြီးမှသွားခင်ရမယ်ဆိုပေမဲ့ဒီအားဒီပါကဏ္ဍတို့ကိုသုံးကိုပြန့်သွင်းနိုင်တဲ့အသင်းကမရှိသေးတာကြောင့်တော်ဝင်မဲထွင်နေတဲ့အိမ်ခွဲမှာဂရောဘင်တော်ဆင်နိုင်မှုဆိုတာကလည်းလွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူးရီယက်ကိုကျော်ဖြတ်နိုင်တဲ့အသင်းတိုင်းဖိုင်နယ်ကိုရောက်တဲ့အစဉ်လာကလည်းရှိနေသေးတာကြောင့်ကဏ္ဍတို့ဒီမတန်းကိုစက်တင်းထားနိုင်မလားဆိုတာစောင့်ကြည့်သွားရတော့မှာဖြစ်ပါရင် အင်ရှင်ကန်နာရီယာဒီနေ့ပွဲမှာလေသုံးသုံးကစားကုန်တဲ့ပွဲထွက်လာခဲ့ပြီးတိုင်းဆက်မှာမယ်ရီနိုကိုထောင်ထားကစားခါမာတီနယ်လိုနဲ့တွဲပေးထားပါရင်ကွင်းလယ်မှာတော့အော်ရီကက်ဒီကလာရိုင်းနဲ့ပါတီလိုပွဲထွက်လာပြီးနောက်ကျမ်းမှာတင်မာဆာလီဝါ၊ကီဝီယောနဲ့လူးဝစ်ကယ်လီတို့ခင်းကျင်သွားခဲ့ပါရင်ရီယယ်ဘက်ကတော့လေးလေးနဲ့ကစားကုန်တဲ့ပွဲထွက်လာခဲ့ပြီးတိုင်းဆက်မှာအမ်ဘာဘီနဲ့ဗီနီစီယက်ကိုထောင်ထားကကွင်းလယ်မှာရိုဒရီဂို၊မော်ဂျွေ၊ကာဗာဖင်ဂါနဲ့ဘယ်လင်ဟန်တို့ကိုခင်းကျင်ခဲ့ပါရင်ဂုလမကတော့ကော်တူအာပဲပွဲထွက်လာပြီးနောက်ကျမ်းမှာဘေဗာရီ၊အဆန်စီယိုရိုဒီကာ၊အလာဘာတို့ကိုပွဲထုတ်ခဲ့ပါရင် ပွဲစားတဲ့ဆိုရင်အသင်းစလုံးဟာအထာမထားပဲအပြန်အလှန်ဖွင့်တိုက်ဖို့ကြိုးစားလာခဲ့ကြပြီးပွဲချိန်10မိနစ်ပြည့်ပါရင် area ထိပ်ကနေ MRB ရဲ့ကံကြက်တော်လေးကောင်းခဲ့ပြီးဒီဗရာကရှင်းထုတ်သွားနိုင်ခဲ့ပါတယ်။ပွဲချိန်9မိနစ်မှာလဲစာကားရဲ့ဖြတ်ကျော်ပေးမှုကို Ryan Nau တန်းကရှင်းထုတ်ပုံ မတင်တဲ့အကရင်ကံကောင်းလို့ OG ကိုမပေးခဲ့ရတာဖြစ်ပါရင်အဲနောက်အာဆန်နယ်ဘက်ကပဲဘောလုံးပိုင်ဆိုင်မှုတာကြီးရယူပြီးဖိအားပေးကစားထားနိုင်ခဲ့တယ်လို့ Real ကလည်းတံပြန်တိုင်းစစ်တင်နေပဲအာဆန်နယ်ခံစစ်ကြောင်းကိုကောင်းကောင်းဒုက္ခပေးနိုင်ခဲ့ပါရင်ပွဲချင်းဆန်နယ်မင်းမှာတော့ Martinez ရဲ့ဖျက်ချိုးပေးမှုကို Real နောက်တန်းကရှင်းထုတ်ဖို့မတင်တဲ့အကရင်ပါတီကအပြင်းပိတ်သွင်းခဲ့ပေမဲ့ Courtois ကာကွယ်သွားနိုင်ခဲ့ပါရင်ပွဲချင်းမိနစ်30မှာလည်း Bellingham ရဲ့ဖျက်တင်ပေးဖို့မှုကို Mbappe ကဆွဲပြေးကန်သွင်းခဲ့ပေမဲ့ David Raya ကပဲနေရာယူမှန်မှန်နဲ့ကာကွယ်နိုင်ခဲ့ပါရင်ပွဲချင်း44မိနစ်မှာတော့တင်းမာရဲ့ဖျက်တင်ပေးဖို့မှုကို Merino ကအပိုင်ကောင်းတိုက်ခဲ့ရမှာ Courtois ပုတ်ထုတ်ကာကွယ်နိုင်ခဲ့တယ်လို့မာဒီနယ်လီရဲ့ထက်ဆင့်ပိတ်သွင်းချက်ကိုလည်းကော်တူအာပဲထက်မှန်ကာကွယ်သွားခဲ့ပါတယ်။ပြိုင်မှာနှသိန်းစလုံးအားကိုင်းကိုစီရရှိခဲ့ပေမဲ့ကုလမရီရဲ့လက်စွမ်းပြောင်းမှုတွေကြောင့်ဂိုးမရှိသေးရတဲ့နဲ့သာပြီးဆုံးခဲ့ရပါတယ်။ဒုတိယပိုင်းမှာတော့ရီယဲတို့အထာနေတော့ခွင့်ကောင်းယူပြီးတော့အာဆင်နယ်ဘက်ကတောင်းလျှောက်ကိုဖိအားပေးကစားထားနိုင်ခဲ့ပါတယ်။ပြဿနာကအာဆင်နယ်ကပွဲကိုလွန်မိုးထားနိုင်ခဲ့တယ်လို့ခွင့်ရီလည်းတောင်းလျှောက်ဖန်တီးနိုင်ခဲ့ပေမဲ့အဆုံးအမတ်တိုက်စစ်မှုရှိမနေခဲ့တာပါ။ပွဲကြီး58မိနစ်မှာတော့အာဆင်နယ်တို့ဥစ္စာကိုစတင်ရရှိသွားခဲ့ပြီးဒီကလာရိုက်က free kick ကနေတဆင့်သွင်းယူပေးသွားခဲ့တာဖြစ်ပါရင် ဒွေသိန်းကိုဟာတကယ်ကိုစင်နန်းရှိရဲ့သိန်းကိုဖြစ်ပြီးချင်းတော့က free kick ပြင်ကြီး Rodrigo Carlos ကိုတော့မှအမှတ်ရမိပါသေးတယ်။ဥဆောင်ကိုပေးလိုက်ရပြီးတော့ Real ဘက်ကလည်းပြန်လည်ဖိအားပေးဖို့ကြိုးစားလာခဲ့ပေမဲ့လည်းထိရောက်တဲ့အခွင့်အရေးဖန်တီးမှုတွေတော့ပြုလုပ်နိုင်ခြင်းမရှိခဲ့ပါဘူး။ Arsenal ဘက်ကလည်းပွဲကိုပြည့်ပြည့်ဖို့ကြိုးစားလာခဲ့ပေမဲ့ Courtois ရဲ့လက်စွမ်းပြောင်းမှုတွေကြောင့်နောက်ထပ်အသွင်းကိုတွေတော့ထပ်မရသေးပါဘူး။ပွဲလေးမိနစ်80မှာတော့ Arsenal တို့ဒုတိယအသွင်းကိုရဟမှန်ရရှိခဲ့ပြီး Declan Rice ကပဲ free kick ကနေတစ်ဆင့်သွင်းယူပေးခဲ့တာဖြစ်ပါရင်နောက်ကိုထိပေးလိုက်ရအချိန်မှာတော့ပွဲကပြတ်တော့ပြသွားခဲ့ပြီး Real ဘက်ကလည်းကစားအကြဆင်လာခဲ့ပါရင် ွဲချင်း88မိနစ်မှာတော့အာဆင်နယ်တို့ပွဲသေးနိုင်ကိုချမှတ်ရရှိခဲ့ပြီးစကယ်လီရဲ့ပေးပို့မှုကနေမယ်ရီနိုကသွင်းယူသွားခဲ့တာဖြစ်ပါရင်ရီယန်အနေနဲ့ဒုတိယပိုင်းမှာကစားပုံတော်လင်းညံပြင်းလွန်ခဲ့ပြီးကော်တွာလက်စွမ်းသာမပြရင်ဒီထက်တောင်မှကိုပြတ်သွားနိုင်ပါရင်အာဆင်နယ်ကတော့ပထမအကြော့မှာရင်3ဂိုးပြတ်သွင်းထားနိုင်တာကြောင့်2008ခုနှစ်နောက်ပိုင်းဆီမီပိုင်နယ်ကိုတက်ရောက်ဖို့တေချာကြလောက်ရှိသွားခဲ့ပြီလေဖြစ်ပါရင်ဟုတ်ကဲ့ပါများဗီဒီယိုလေးကဒီလောက်ပါပဲနောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချောလိုက်ရပါတယ်ခင်ဗျာ